ျမအဲဝင်ကြီးဌာနအစားတောင်းတဲ့ကုတ်ကွေးဌာနကဖော်မလင်နဲ့ပတ်သက်ပြီးပေါ့ဟိုကြီးညာချက် ထုတ်ထားတာပေါ့နော်အဲသူတို့ကြီးညာချက်မှာတော့ဗာပြောတာလို့ဆိုရင်ဈေးကွက်ထဲတွင်ဟို ရောင်းချလက်ရှိတော့အစားတောင်းများဥပမာပဲတွေးတို့ပဲပြားတို့မုတ်ဖက်တို့အဲဒီလိုအစားအစာတွေမှာဒီတားမြစ်ဓာတုပစ္စည်းဖြစ်တဲ့ဖော်မလင်ပေါ့အဲ့ဒါကိုထည့်သွင်းခွင့်မပြုပါကြောင်းပေါ့နော် အဲဒီတာရှိခံရန်ရည်ရချက်နဲ့ formula ကိုထည့်သွင်းအသုံးပြုတာတော့အစားတောက်ကိုစားမီလင်ခေါင်းမူခေါင်းကြိုက်ပြုတ်အန်ချင်းဘိုင်းနာချင်းတက်ရှူရခက်ချင်းအဲဒီလိုပါပေါ့ဒီဟိုဟာတွေဝေဒနာတွေခံစားနိုင်ရတဲ့အပြင်ပေါ့ရေရှည်စားတုံးမိပါကပေါ့အစာအိမ်အနာဖြစ်ခြင်းပေါ့နော်အသေးကြောက်ကက်ပျက်စီးခြင်းကင်ဆာဖြစ်ပွားနိုင်တဲ့အန္တရာယ်ရှိတယ်ပေါ့အဲနောက်တစ်ခုကပိုဒရိထားမှာကိုဝင်ဆောင်မျိုးတမီးများနဲ့ကလေးငယ်များ ဟာ formalin အစိတ်တမှုဖြစ်ပွားပါကဗောနော်ဒတိတာဖွံ့ဖြိုးမှုထိခိုက်တဲ့ကလေးကြီးထွားမှုပြဿနာတွေအဲအဲ့မှာထိခိုက်မှုရှိနိုင်တဲ့အတွက်ဗောနော်သူတို့စားတုံးလူကိုအတီးပေးထားတာဗောနော်ဒါကြောင့်အစားတောက်ထုတ်လို့တူ ဖြန့်ဖြူးရောင်းချတူအနေနဲ့တားမြစ်ပစ္စည်း formalin ကိုတဲ့လုံးဝလုံးဝထဲတွင်းခြင်းမပြုပါရန်နဲ့အဲဒီဆောင်ရွက်လိမ့်နာချင်း မရှိပါကဗောနော်အစားတောက်ဆိုင်ရအဥပဒေအဲ28ကကြည်အရာအေးယူမယ်ဆိုပြီး တို့ကြီးညာချက်ထုတ်ထားတာကိုတွေ့ရတာပေါ့နော်ဒါကြောင့်ကျွန်တော်ကဒီ formalin နဲ့အစားတောက်မြန်အန်တီရယ်ပေါ့နော်အဲ့ဒါလေးကိုနည်းနည်းပြောပြချင်ပါတယ်ဒီ formalin ကိုအစားတောက်တွေမှာမပုတ်တူးအောင်မို့ခူးတုံးကြတဲ့သတင်းတွေဟိုမကြမကြာကြားရတာပေါ့နော်ဒါတကယ်တမ်းတော့ဒါကအန်တီရယ်လို့များပြီးပေါ့ဥပဒေအရသားမြစ်ထားတဲ့လောက်ရဲ့ခုလည်းဖြစ်တယ်အဲဒါကြောင့် formalin က formalin ဆိုတာဘာလဲပေါ့เนาะတကယ်တော့ formalin ဆိုတာ formaldehyde ပေါ့เนาะရေမှာပျော်ဝင်နိုင်တဲ့ ီ solution ပေါ့ပုံမှန်ဒီဟာရဲ့ရေးမှာပျော်ဝင်နိုင်တဲ့ solution ကို formulin လို့ခေါ်တယ်တကယ်တမ်းသူ့ကိုတန့်ရှင်းပစ္စည်းတို့မူဟိုပါမတက်အောင်နောက်ဓာတ်ခွဲခန်းတွေမှာနမူနာတွေထိမ့်သိမ့်ဖို့ပေါ့เนาะအလားပြင် ပစ္စည်းအချို့ထုတ်လို့ရမှာတော့သူ့ကိုအတုံးပြူတယ်အဲသူကလူသားတွေကိုကန်ဆာဖြစ်စေတဲ့အရာကာစီနိုဂျင်အဖြစ်သူ့ကိုတတ်မှတ်ထားတယ်အဲအဲ့မှာပေါ့ဒီအစားအသောက်တိုင်းတော့ formulin မသုံးဘူးပေါ့เนาะ ဖော်မလင်၃နှင့်ချေမြင့်မာတဲ့အစားအသောက်တွေအရတာဒါအကုန်လုံးတည်ထားဖို့လိုတယ်။အဲလူတိများပြီးအဲ့လိုတည်င်းထွက်လေးရှိတဲ့အစားအသောက်တွေအရတော့ဒီငချောက်ပစွန်6ပေါ့။ဒါဒါရီကိုပိုးမွားမကြက်အောင်ဟိုကြာရှည်ခံအောင်သုံးတတ်တယ်။အဲအသားကင်၅ကင်နေနောက်တစ်ခုကအဲဒီအသားကင်၅ကင်မှာခါဒီလက်လက်လက်ဆက်ဆက်ဖြစ်နေဖို့ပေါ့နော်။သူဖော်မလင်၃ထားရင်အရောင်လာပြီးဆွဲဆောင်မှုရှိတယ်လို့ဖြစ်တဲ့အတွက်ပေါ့နော်။အဲ့ဒါကိုသုံးကြတယ်။ နောက်တစ်ခုကပဲပြတို့ပဲဖက်တို့အဲအဲ့မှာလဲတုံးကြတယ်အဓိကတူကဒီຢာတွေကပဲပြတို့ပဲဖက်တို့ကပျော့ဤပြီးအဲပုတ်တာမြန်တဲ့ပစ္စည်းဖြစ်လို့မပုတ်အောင်တုံးကြတာပေါ့နော်နောက်တစ်ခုကတော့ဒီတာရှိခံအောင်ပြုလုပ်ထားတဲ့မိုးပေါ့နော်အထူးသဖြင့်အေးခဲထားတဲ့မိုးတွေမှာလဲဒီဒီຢာကိုတုံးကြတယ်တချို့အတီးနံနေပေါ့ဥပမာကြက်တွန်ဖြူတို့မောင်လောင်ဥနီတို့ပေါ့နော်အော်ဒါတွေကလက်ဆက်ပြီးစိမ့်နေတယ်လို့ထင်ရအောင်ပေါ့နော်တုံးတက်တယ် နောက်တစ်ခုကမဟင်္ဂါဖတ်တို့မုတ်တီဖတ်တို့ပေါ့နော်ဒီဒါတွေကတော့ပိုရေးကြည့်တယ်ဘာလို့ဆိုတော့မဟင်္ဂါဖတ်တို့မုတ်တီဖတ်တို့ကတရက်နှစ်ရက်အထူးဖြစ်မန်းလေးလိုမျိုးပေါ့ပူတဲ့နေရာမျိုးဆိုရင်တရက်နှစ်ရက်ဆိုအကုန်တိုးကုန်တာအဲအဲ့လိုမျိုးမဖြစ်အောင်ပေါ့ကြာရှည်ခံအောင်ပိုးမဆအောင် မတိုးအောင်ပေါ့တုတ်လိုင်းထားတာတွေရှိကြတာပေါ့နော်ပေါ်မလင်းပါနေတဲ့အစားအသောက်တွေကိုဘယ်လိုတိနိုင်မလဲပေါ့အဲ တီးနိုင်တဲ့နီးလန်းတွေတော့ရှိရဲ့ဒါပေမဲ့ဟိုအတိကြတော့မဟုတ်ဘူးအတိကြတော့တကယ်တမ်းစစ်ဆေးမှပဲတီးမှာဒါပေမဲ့ဟို အထောက်ကူပြုတဲ့နီးလန်းလေးတွေတော့ရှိတယ်အဲနံပါတ်1နီးလန်းကတော့အနံ့ပေါ့ဖော်မလင်မှာစူးရှပြီးမျက်လုံးကိုပူစေတဲ့အနံ့ရှိတယ်အဲဒါပေမဲ့အဲ့ဒါကတော့အစားတောင်းနဲ့ရောတော့ရင်မတိတာမျိုးရှိတတ်တယ်နောက်တစ်ခုကအရောင်ပေါ့ပုံမှန်ထက်ပိုလက်ဆက်နေတယ်ပုံမှန်မဟုတ်ပဲပိုပြီးဝင်းဖြူဝင်းနေတဲ့အသားတွေပေါ့အဲအဲ့မျိုးဆိုရင်တော့တတိထားပေါ့ဒါဆိုဖော်မလင်ပါတတ်တယ် နောက်တစ်ခုကပို့ပြီးမာနေတက်တဲ့ formalin သုံးထားတဲ့ဟာတွေဥပမာငချောက်ပေါ့ငချောက်ဆိုပုံပို့ပို့ပြီးမာနေတက်တဲ့အတွက်ကိုက်လိုက်ရုပ်ကနေပေါ့အတန်ထွက်တာမျိုးပေါ့နော်အဲ့အဲ့မျိုးရှိတယ်အဲနောက်တစ်ခုကဒီပိုးမွားမကြတာပေါ့ပုံမှန်ဆိုရင်တော့အစားအသောက်တွေဆိုရင်းနေပါရင်နားတက်တယ်ဟိုရင်းလုံးဝမနာတော့ဘူးဆိုရင်ဒါကတော့ formalin သုံးထားကြောင်းတန်တဲ့အရှိတင်တာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကတော့ဟိုပါပေါ့ဒီဒါတွေကနည်းနည်းရှောင်ဖို့ခက်တယ်တီးဖို့လည်းခက်တယ်ဒါကြောင့် ဟိုကာကွယ်ဖို့တာအဓိကပေါ့ဘလူကာကွယ်မလဲပေါ့နော်အဲနံပါတ်1ကတော့ယုံကြည်ရတဲ့ဆိုင်မှာပဲဝယ်ရမယ်နောက်တစ်ခုကတဘာဝအယောင်ဦးစားပေးပေါ့နော်ဟိုအယောင်တောက်လွန်းတာတို့ဖြူဝင်းလွန်းတဲ့အသားတို့ငါးတို့ဆိုရှောင်းပေါ့နောက်တစ်ခုကအနံ့ခံကြီးပေါ့နော်စူးရှတဲ့ဓာတ်ဥနံ့ရနေတော့မဝယ်နဲ့ပေါ့နော်နောက်တစ်ခုကတော့အိမ်မှာပြုလုပ်ထားတဲ့အစာတောက်တော့ organic ပစ္စည်းများကိုပဲဦးစားပေးရွေးချယ်ရမှာပေါ့နော်နောက်တစ်ခုကအတီးရွက်တွေဆိုရင်မစားမီရေနဲ့တေချာစေကြောရမှာပေါ့နော် ဒါကြောင့် formulin နဲ့ပတ်သက်ပြီးခြုံပြောရရင် formulin ကိုအစားအစာမှာကုတုံးတာဟာကျန်းမာရေးအတွက်အလွန်ကြီးမားတဲ့အန္တရာယ်ဖြစ်တယ်ပေါ့နော်။ဒါဒီကာကွယ်ဖို့အတွက်တတိထားရွေးချယ်ဝယ်ယူခြင်းကသာအထူးရောက်ဆုံးနီလန်ဖြစ်ပါတယ်ဆိုပြီးအဲအဲ့ဒါလေးကိုပြောချင်ပါတယ်